မင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကတော့ငွေသိကြီးဝင်စီမဲ့တထီလောင်းရခိုင်ကြေတရာလေးပြင်လဲမြောက်ပေးမှာဖြစ်ပါတယ်။ဒီတစ်ခေါက်ကလည်းမြောက်ကိုပေးခဲ့တယ်ဒီတစ်ခေါက်လည်းဆက်လက်ပြီးမိစီများမသိသေးတဲ့မိစီများသိရှိသွားအောင်ပြင်လဲမြောက်ပေးခြင်းဖြစ်ပါတယ်ဗျာ။ Okay ကျွန်တော်တရားလေးပြပေးမယ်ကြည့်ပြအောင်ဗျာနော်။အဲ့တော့ကျွန်တော်တို့ပထမဆုံးရက်ခတ်တောင်တစ်ခုလုံးမယ်။အဲ့ဒီရက်ခတ်တောင်ကတော့အလူတို့မင်္ဂလာဆောင်တို့ပေးရရက်ခတ်တောင်ကိုပဲသုံးမယ်။တရားရက်ခတ်တောင်သုံးလို့မရပါဘူး။အလူမင်္ဂလာဆောင်ကပေးတဲ့ရက်ခတ်တောင်ကိုပဲသုံးမယ်။ပြီးတော့အဲ့ဒီဒီရက်ခတ်တောင်လေးကို ကျွန်တော်တို့ဒီအပေါ်လေးမှာ ပတ်စံတရွက်ကတ်မယ်ဒီဒီဘက်မှာလည်းပတ်စံတရွက်ကတ်မယ်ဘလောက်တန်နေနေဘယ်နိုင်ငံပတ်စံနေနေအကုန်ကတ်လို့ရပါတယ်အဲ့တော့ဘလောက်တန်နေနေဘယ်နိုင်ငံပတ်စံနေနေရပါတယ်ဗျโอเคပြီပြီဆိုတာနဲ့ကျွန်တော်တို့တွေဒီကတော့ဒီဘလိုရက်ကတော့အမျိုးသားမဆိုရတယ်ဒီလိုကော်လိုက်ရတယ်ဒီဘက်မှာကတ်မယ်ဒီဘက်မှာကတ်မယ်အဲ့ကျွန်တော်ခုနပြောလို့ပဲဘယ်နိုင်ငံပတ်စံနေနေဘလောက်တန်နေနေရပါတယ်အဲ့ဒါလေးကိုတိတ်လေးနဲ့ကတ်ကတ်လိုက်မယ် တိတ်နေကက်ပြီးတော့ကျွန်တော်တို့ကဒီဟာလေးကို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 ပြန်ပြီးတော့ရက်ခတ်ပြီးဆူတောင်းมาဖြစ်ပါတယ်ကျဲတလို့ကျဲတယ်လို့ပြောပြီးရက်ခတ်လို့ရပါတယ်အဲဥမောဥမောကျွန်တော်ကျွန်တော်ပြောပြမယ်နော်ကိုတိုင်းငွေတွေသိချင်ပုံပါစေကိုတိုင်းဒီလငွေတွေသိချင်ပုံပါစေကိုလိုက်ဒီလငွေတွေသိချင်ပုံပါစေဟောအဲ့ဒါမဟုတ်သေးဘူးဆိုလို့ရှိရင်လည်းဥမောအဲဥမောကိုတိုင်းဒီလငွေတွေသိချင်ပုံပါစေသိချင်စုပေါက်ပါစေသိချင်စုပေါက်ပါစေဟောဒီလိုမိတ်ဆွေများလာသာတိုးချင်တယ်မလားအဲလာသာလေးတိုးပါစေလာသာလေးတိုးပါစေ ဟောနှလုံးသွင်းလုံးပေါက်ချင်တယ်နှလုံးသွင်းလုံးတွေပေါက်ပါစေနှလုံးသွင်းလုံးတွေပေါက်ပါစေဟောအဓိကကျွန်တော်တွေတိရငွေတွေဝင်လို့ငွေတွေဝင်အောင်လို့သူ့ကိုခေါ်လို့ရတယ်အဲဒါကြောင့်မလို့အများဆုံးကတော့ကျွန်တော်ကတော့အာဒီလငွေသိကြီးဝင်ပါစေဒီလငွေသိကြီးဝင်ပါစေဒါလေးပဲပြောတယ်အဲ့တော့ဟိုတချို့ကလည်းငွေမောက်ပါထည့်ပြတယ်ဒီလငွေ၁၀သိန်းဝင်ပါစေဒီလငွေ၁၀သိန်းဝင်ပါစေတချို့ကဒီလငွေသိန်း၃၀ဝင်ပါစေဒီလငွေသိန်း၅၀ဝင်ပါစေဒီလငွေ၅သိန်းဝင်ပါစေစပြီမိတ်ဆွေများကခါတိုင်းဝင်နေကြက နှစ်သိန်းဆိုရင်၄သိန်းပြောငါးသိန်းဆိုရင်၁၀သိန်းပြောလို့ရပါတယ်အဲ့လိုအဲ့တော့ဝင်ငွေတွေပို့လို့တိုးရတော့မိတ်ဆွေများတွေ့ရမှာဖြစ်ပါတယ်ဗျအဲ့တော့တစ်ခုတစ်ခုပဲသတိထားမယ်ဒီဟာလေးကိုကျွန်တော်ပြပေးမယ်နော်ဒီဟာလေးကိုကျွန်တော်တို့တွေအလူတို့မင်္ဂလာဆောင်တို့ပေးရရက်ခတ်တောင်ပဲသုံးမယ်နိုင်ရပေးတဲ့ရက်ခတ်တောင်လုံးဝသုံးလို့မရပါဘူးပို့ပို့ဆိုးသွားမယ်တေချာလေးဂယူဆိုင်ပါအလူလေးမင်္ဂလာဆောင်တွေပေးရပေးတဲ့ရက်ခတ်တောင်သုံးမယ်အဲ့တော့ပတ်စံကိုလည်းဘလောက်တန်းနေနေ ဘယ်နိုင်ငံပတ်စံနေနေတုံးလို့ရပါတယ်ဟိုဘက်တရက်ကတ်မယ်ဒီဘက်တရက်ကတ်မယ်ကြိုက်တဲ့ရက်ခတော်မျိုးစားကိုတုံးလို့ရပါတယ်โอเคကြိုက်တဲ့ပုံစံကိုတုံးလို့ရတယ်ပေါ့နော်ဒါလေးပါပဲဒီဟာလေးကိုကျွန်တော်တွေရက်ခတ်မယ်စူတောင်းမယ်မိတ်ဆွေများကငွေအရင်ကကိုကထားပါတော့ကိုကဇီအောင်တဲ့သူပဲဖြစ်ဖြစ်လက်ကစားပဲဖြစ်ဖြစ်ကိုကတလောက်30 50ဝင်တယ်30ဝင်တယ်10သိန်းဝင်တယ်9သိန်းဝင်တယ်2သိန်းဝင်တယ်စပြီးတကယ်တော့တူကြမှာတော့မဟုတ်ဘူးအဲ့တော့ကျွန်တော်မိတ်ဆွေများတလောက်3သိန်းပဲဝင်လို့ဆိုကြပါတော့ တော့ဒီလ6သိန်းဝင်ပါစေဒီလ6သိန်းဝင်ပါစေအဲအဲ့လိုမျိုးများများလေးကျွန်တော်တို့များများလေးရက်ခတ်မယ်နော်ကိုတိုက်ငွေတွေသိချင်ပါစေကိုတိုက်ငွေတွေသိချင်ပါစေကိုတိုက်ဒီလငွေတွေသိ20ဝင်ပါစေဟိုမကြော်ကြီးကလောက်တဲ့ဆိုတော့ကြော်ကြီးကြော်ကြီးဒီလသိ20ဝင်ပါစေကြော်ကြီးဒီလသိ20ဝင်ပါစေကိုနာမည်ကိုခေါ်ကိုကိုပြောပြီးကိုတိုက်ဒီလသိငွေတွေသိချင်ဝင်ပါစေဒီလငွေသိ20ဝင်ပါစေသိ50ဝင်ပါစေသိ100ဝင်ပါစေစားပြီး အနည်းဆက်ဆုံးပေါ့နော်ကိုရနိုင်တဲ့အနည်းဆက်ဆုံးအမောက်ကိုပြောပါထီထီထိုးရတဲ့မိမိတ်ဆွေများလည်းအဲကိုတိုက်ဒီလောက်ထီပေါက်ပါစေကိုတိုက်ဒီလောက်ထီပေါက်ပါစေကိုလိုက်ဒီလောက်ထီပေါက်ပါစေကိုလိုက်ဒီလောက်ထီပေါက်ပါစေအဲ့လိုမျိုးလေးပြောပြီးရက်ခက်ရက်ခက်လို့ရတယ်ကြိုက်တာကိုပြောလို့ရရနော်ကြိုက်တာကိုပြောလို့ရတယ်အဓိကအကောင်းဆုံးကတော့သူကငွေငွေကြီးအတွက်ပြောတာဆိုတဲ့အတွက်ကြောင့်မလို့ငွေတွေတိုးပွားလာပါတယ်ဗျအဲ့တော့မိတ်ဆွေများကျွန်တော်ဆောပြောလို့ပဲ၅သိန်းရရင်၁၀သိန်းပြောလို့ရတယ် လေးသိန်းရရင်ရှစ်သိန်းပြောလို့ရတယ်ဥမဥမဆိုကြပါဦးမိတ်ဆွေများတက်တလောက်ဆယ်သိန်းရတယ်ဆိုရင်လို့ရှိရင်ဒီလသိန်း20ရပါသေးဒီလသိန်း20ရပါသေးအဲ့လိုမျိုးလေရက်ခက်များများရက်ခက်ပြအခုလိုအခုလိုအိုက်နေရာဒီနေဆိုပို့လို့အဆင်ပြေတယ်ပြီးလို့ရှိရင်ဒီရာလေးကိုအဲ့တော့ကျွန်တော်ပြပေးမယ်ပြီးလို့ရှိရင်ဒီရာလေးကို ကျွန်တော်တို့ကဒီကောင်တာ အမြင့်ပေါ်တဲ့ဖျားဟိုဒီအကောင်တာအမြင့်ပေါ်နေမှာတင်ထားလို့ရတယ်နော်အောက်ဒီမှာခြောက်မထားနဲ့ခလေးတွေလုံးဝမဆော့စင်းနဲ့ကြော်တာခွာတာလေးတယ်မလုံးမိစင်းနဲ့ အဲ့တော့ကျွန်တော်တို့ဒီဟာလေးလုံးမဆိုရင်ဒီဟာလေးကိုရေမွေးလေးဖြန်းပေးမယ်ရေမွေးဖြန်းရင်ဖြန်းရေမွေးဖြန်းရင်တချို့ကလည်းတနခါလေးတွေလိမ့်ပေးတယ်ဒီရခက်တောင်လေးကိုတနခါလေးလိမ့်ပေးတယ်ရေမွေးတွေဖြန်းပေးတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများလည်းဒီဟာလေးကိုလုပ်ပြီးတာနဲ့အမြင့်ကောင်တာပေါ်လေးတင်ပေးမယ်ခလေးလေးလုံးဝမဆော့စေနဲ့ပြလို့ရှိရင်ရေမွေးလေးတွေဖြန်းပေးမယ်ဟိုတနခါလေးလိမ့်ပေးပဲအဲ့ဒါမျိုးလေးလုပ်ပေးပြီးရင်တော့ဒီကောင်တာပေါ်လေး အဝင်ဝအပေါက်လေးအပေါ်လေးမှာတင်ပေးထားမယ်နော်အမြင့်ညံမှာထားမယ်ကြော်ခွာတာလေးခလေးဆော့တာလေးလုံးဝမလုပ်ပါနဲ့အဲ့တော့အစီရင်နေကျော်သွားနေပါတယ်ကဲဒါလေးကိုမေးဆိုမလိုက်မြပေးတာဗျကဲမေးဆိုအားလုံးလဲငွေတွေတိတ်ချင်းဝင်ကြပါသည်အဲလာစားတွေအများကြီးရပါသည်ဇင်းအောင်တွေကောင်းကြပါသည်ဗျာစင်ပြေတာမြောက်လဲမေးခဲ့လို့ရပါနော်အစင်ပြေလဲလိုင်းခွင့်နေပြီအပေးခဲ့ပါအောင်ဗျာ